1 2ကောင်းတယ်ဂျီယုံဖြည့်ပြီးပြဒီနေထားတော့ဂျီရယ်နဲ့ဒူးတိုက်ထားတယ်ခလစ်နေထားနဲ့ချုပ်ဒူးတွေကြွေးထားတယ်ဗျာကောင်းတယ်ကဲအားလုံးပဲမင်္ဂလာပါဗျာ JDS channel မှာလွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါလေဒီကနေ့မှာတော့1 final 37ပြန်ပွဲကြီးပွဲစဉ်တွေထက်က finishing win rate တရားရခိုင်နှုန်းရှိတဲ့ဝမ်ချမ်ပီယံရှစ်ကအလဲထိုးဆရာကြီးတူဖြစ်တဲ့နီကိုခန်ရီလိုရဲ့အပွဲစဉ်တပွဲနဲ့အတူနောက်ထပ်ကျွန်တော်တို့ MMA ပွဲစဉ်ပေါင်း10ပွဲထိုးတက်ထားပြီး10ပွဲစလုံးကိုလုံးဝရှုံးပွဲမရှိအနိုင်ရယူထားတဲ့ဖက်တာဂျန်တူရဲ့ပွဲစဉ် ။နောက်ပြီးတော့ကျွန်တော်တို့ဒါ one championship မှာကျွန်တော်ချုပ်ကွက်ပိုင်းဟောဒီ standfight ပိုင်းဟောဒါကောင်းမွန်လာတဲ့ဒီ flyweight တန်ကဥဇ်ဘက်ကစ္စတန် fighter တူရဲ့ poison ကောင်းလေးကိုပါဒီကနေ့မှာဒါပရိသတ်တွေနဲ့အတူကျွန်တော်တဆုတစီအဆောင်အဆုံလေးလာကြည့်ရှုတုံ့တန်တင်ဆက်ပြီးတော့မှာဖြစ်ပါလိမ့်မယ်။ဒါလည်းကျွန်တော်ပထမဦးဆုံးအနေနဲ့ဒါ poison တပွဲကြီးစုသွားပြီးမဲ့ဟာကတော့ fighter weight မွေထိုင်း poison တပွဲဖြစ်ပါတယ်အခုပထမဦးဆုံးအနေနဲ့မိတ်ဆက်ပေးနေတဲ့ fighter ကတော့ US ကဒါ Lake Lasine လို့ခေါ်တယ်ပေါ့နော် ဒီအပြာတောင်းကနေရှင်ပြန်တိုးတက်တောင်းအောင်ဖြစ်ပါလေ။ဒါသူကတော့အသက်20နဲ့ကိုနှစ်အရက်6ပြီရှိတယ်ပေါ့နော်။ဝမ်းမှာကတော့ဒါ9ပွဲထိုးတက်ထားပြီးတော့မှနှစ်ပွဲနိုင်3ပွဲရှုံးရလတ်ကိုပိုင်ဆိုင်ထားပါလေ။အခုဒီအနီတောင်းကမေးဆက်ပေးနေတဲ့ဖိုက်တာကတော့ကျွန်တော်မြန်မာပိတ်သက်တွေနဲ့ယင်းနီပီတောင်းဖိုက်တာတူဖြစ်တယ်ပေါ့နော်။ဝမ်းချမ်ပီယံမှာကျွန်တော်အလဲထိုးနဲ့အနိုင်ရယူထားတဲ့ဒါနှုံထားတရားရခင်လို့ရှိတယ်ပေါ့နော်။ finishing win rate ဒါအလဲထိုးစရာတူဖြစ်တဲ့နီကူခါလီလိုဖြစ်ပါလေ။စကော့တလန်ကဖိုက်တာတူဖြစ်ပါလေ။ အသက်ကတော့28နှစ်အရက်ကတော့9ပြီနဲ့10လမှရှိပါလိမ့်။ဝမ်မန်ကတော့ယခုချိန်ထိခုနှစ်ပွဲထိုးတက်ထားပြီးတော့6ပွဲအနိုင်ရရှိထားပြီးတပွဲတာရှုံးနေထားပါလိမ့်။အဲ့တော့အနိုင်ရရှိထားတဲ့6ပွဲကြည့်မယ်ဆိုတော့ TKO နဲ့က၄ပွဲ KO နဲ့က၂ပွဲပေါ့နော်တကယ်ကိုကျွန်တော်ဒီပွဲပြီးမြောက်နှုန်းမှာတရားရခိုင်နှုန်းအပြည့်အဝဒီအလဲထိုးပါဝါရှိတဲ့ fighter ကျင်မဲ့ဖြစ်ပါလိမ့်။ကဲကျွန်တော်ပွဲစဉ်လေးကိုတွန်းလိုက်အောင်ပါလိုကေကန်ဟာနဲ့ US fighter အနေနဲ့ ဒစ်စတန်ချပြီးကစားနေတာတွေ့ရဗျလုတ်ကလေးပဲကန်ထားသေးတယ်ကိုခံရူကအဆောင်တိတ်တိတ်မကစားဘူးအခြေခံချက်ကိုအသိပြီးသူ့အနေနဲ့မရှောင်တာမျိုးလေးတွေတွေ့ရတယ်ဗျကဲသူကလည်းလုတ်ကပြန်ကန်ထားတယ်ဘောင်းလေးကိုမတွေ့လို့တောင်းရိုက်ထားတယ်လုတ်ကလေးစတိုက်ထိခံထားရတယ်။အိုးထောက်ကန်ချက်ကောင်းနေပြန်မျက်နှာတက်တက်ကြီး လုတ်ကက်ထပ်ပြီးကန်ထားနေအနီကိုကောင်ရီလိုကတော့ဒါအလားလာရှိတဲ့ဖိုက်တာတူဖြစ်တယ်ပေါ့နော်ဒါတာဝန်ချိုင်းတူနဲ့တွေ့တောင်းနိုင်ရှိတဲ့ဖိုက်တာတူဖြစ်ပါတယ်ဘိုင်ဖူလာဟူဒီဝင်ထားတယ်ကျွန်တော်ထင်တော့တပွဲနှစ်ပွဲလောက်နိုင်မယ်ဆိုတော့ ီတာဝန်ချိန်ကိုဒါစင်ခေါ်လာနိုင်ချေများတယ်ဝမ်ချမ်ပီယံရှစ်ကတော့ပွဲပီးနိုင်တဲ့အနေအထားမျိုးရှိတယ်ဗျဝမ်တူကိုမတွဲလုံးဆက်တိုက်ချွေးထားတယ်တပက US fighter ဒီကခနစ်မှလည်းတထောင်ပြင်ရိုက်လိုက်တာတွေ့ရတယ်ဗျဟုတ်ကဲ့ချက်ကောင်းတယ်လိုကေ distance ချာတာမတွေ့ရတယ်ဒီကိုခါရီလိုအနီးကကျွန်တော် right hook တွေဝင်ထားနေပြန် ဝမ်တူဝင်ထားတယ်ကောင်းတယ်တပတ်ကောင်းတာလဲထောက်ပံ့ချက်နဲ့ကန်ထုတ်ထားတာမျိုးတွေ့ရတယ်အကက်တော့တိတ်မခံဘူး distance ချားချားပြီးတော့ကစားနေတာမျိုးတွေ့ရတယ်ဗျအောက်ပိုင်းအရင်အဓိကဖြိုတယ်ဒီဝခါရီတို့အပကက်တွေဝင်ထားတယ်နီကပူပြီးတော့မှဝိုးကျုံဖြောင်းလက်တီတွေကောင်းတယ်တွေ့လုံးနေကျွန်တော်ထိခံထားရတယ်ဗျနှာခေါင်းလေးညီနေပြီကောင်းတယ် right hook တွေထိခံထားရတယ် look at ရင်းပြီးတော့မှထိုးတာဗျ။အိုးအိုးဆိုရင်ရတယ်ဒူးတိုက်ချက်။ရနေလားမသိဘူး။ကဲမဆင်တဲ့ချင်းရေတွက်ခံထားရပါပြီ။ခုနကထုံနေတော့ဖြစ်နေတယ်ဗျာအတူမင်းလေကျွန်တော်အနီးကပူးပြီးတော့တွေ့တာဗျာ။ခြေတော့ဘိုက်ခုလက်ခုဝင်ထားတယ်ဘိုက်ခုပြန်ပြီးတွေ့ထားတယ်ဖြစ်ပြီဗျာနီကိုကာရီလိုနေနဲ့အဆုံးတက်ကိုကြိုးစားနေတာဖြစ်ပါတယ်။တော်တော်ရိုက်ထားတယ်နီကမှာ ီတော့လမ်းဖမ်းပြီးတော့ဘော်ရှော့လိုက်ထားတယ်ဒူးတိုက်ချက်ကဲရန်လေးမြတ် Oh my god ကောင်းနေပြန်ထောက်ကန်ချက်တွေကနေကြောက်စရာကြီးကဲဘယ်မှချီပြီးဆုံးတော့လို့အခန်းသာတွားခဲ့တယ်လို့ပြောမှာပေါ့နော်ကဲ round 2ကျွန်တော်ကြည့်လိုက်အောင်ဗျာဒီကခလွေလုံးနေနဲ့အနေထားတော့ကျွန်တော်ဖိဖို့များမယ်ကျွန်တော်စောင့်ကြည့်ရမယ်ဗျာလူကီလေးစတိုက်ကန်ထားတဲ့ US fighter နေနဲ့တောင်းအဓိကဖြူထားတယ်ဗျာဒီကခလွေလုံးနေကပူပြီးတော့ body shot တွေကျွေးနေတယ် ညာချက်ထောက်ထားတယ်လက်ခုဝင်ထားတယ် right hook uppercut လက်ခုပြန်ဝင်ထားတယ် right hook uppercut ပြန်ပြီးကျွေထားတယ်ဂျုံ right hook လက်ခုတွေကလည်းတော်တော်လေးအားပါတယ် body ကိုနိုင်ထားတယ်ကဲထပ်ပြီးတော့ဖြစ်ဖို့ကြိုးစားနေတယ်ဗောနောအမီကတောင်ရိုက်ပြီး clinch နေထားနေတောင်ရိုက်လိုက်တယ်ဒီနေထားမှာကျွန်တော် US fighter ကထောက်ခံချက်တွေကန်ထုတ်တင်တယ်ဗောနော တော့အဓိကကျွန်တော်ဒီ low kick ကိုကန်တယ်နှာအောင်ကန်တဲ့အနေအထားမျိုးရှိတယ်ကိုမတွဲလုံးနေဝင်ထားတယ် upper kick ရဲ့ oh spinning back air ball နီကို count လို့ jet နိုင်ထားတယ်လက်ခုဘယ်လက်ခုကောင်းနေပြန်တဘင်ညာချက်နဲ့ကျွန်တော်ဘီလက်ဟုဝင်ဖို့ကြိုးစားနေတာဖြစ်တဲ့ hacket ကောင်းတဲ့အနီးက right hook okay ရအောင်မရတော့ဗျာအနေထားကြီးလိုက်မယ်ဆိုရင် နည်းနည်းဖိတင်ပြ။အိုးကောင်းတယ်ဂျုံဘိုလ်ရှော့တော်တော်လေးအားပါမယ်။တစ်ဖက်က right hook ကောင်းတာကောင်းတယ်ဗျ။ကဲရှောင်းနာလည်းမဆူလို့ပြောမှာပေါ့နော်နည်းနည်းတော့တက်လုံတော့ကြနေပြီအထီးလည်းနာတာလည်းပါတယ်ပေါ့နော်ကဲချီကန်ထားတဲ့တူနေနဲ့ဒီကုခါလီလိုကဲချီတော့ထုံးနေထုံးနေဖြစ်နေပြီဗျာ ပဲဆိုင်ထူးပြိုင်ထူးတမားလို့ပဲပြောမှာပေါ့နော်။နည်းနည်းတော့တတိတော့အရင်တော့ရှိတဲ့ fighter ထဲတော့မပါဘူး။အိုးကောင်းတယ်ကျုံကောင်းတာထူးချက်တွေ US fighter ဘင်းနခုကြွေထားတယ် right ခုလက်ခုကိုမသွေးလုံးနေဝင်ဖို့ကြိုးစားနေတယ်။ uppercut ကောင်းနေဗျ။ထောက်ကန်ချက်ကန်ထုတ်တင်နေဗျ။ဒီနေထားမှာ body shot ကောင်းတယ်ကျုံ body kick body go night ထားတယ်။ဒီကိုခါလီလိုအနေနဲ့တပီထူလာ oh my god ကျုံ spinning back fit ကြီးကလည်းမတင်ထားရဘူးဗျ။ဒီအနေထားမှာလုံးဝကျွန်တော်တက်လုံးကြာနေပြီထင်ထားတာ။ ်ချစ်ချက်လေးတော့ကျွန်တော်ရခဲ့တယ်ဗျ။ကဲချက်ကစားထားနဲ့။ဟိုးဘီလခု။ဒါပြီးတော့မလုတ်ကဲကန်ထားနဲ့။ဝမ်တူကောင်းနေချုံဖြီးပြီဗျဒီနေထားတော့ကြည့်ရတယ်နဲ့ဒူးတိုက်ထားနဲ့ခလစ်နေထားနဲ့ချုပ်ဒူးတွေကျွေးထားနဲ့ဗျအကောင်းနေ။အဘကလေးကျွေးထားနဲ့။ Oh my god. ကဲ okay. ကျွန်တော်ပရမချီကလေးပေါ့နော်စိုးစိုးစီး PPCC နဲ့ထိုးလိုက်မယ်ဆိုတော့ကိုယ်ကတော်တော်လေးကောင်းသွားမယ်ပေါ့နော်အဲ့တော့ခုတော့ပြောမယ်ဆိုတော့သူကမမှန်လေးကစားနေလောကတိတိမိမိပုံစံမျိုးဖြစ်ဖြစ်နဲ့မမှန်နဲ့ပြန်ဖက်ကိုဒါတိချက်ဒီကောင်းကောင်းနဲ့ကစားသွားတဲ့အနေအထားမျိုးဒါပြသွားခဲ့တယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်နောက်ထပ်ပွဲစဉ်တစ်ပွဲတွန်းလိုက်ရင်ပြန်ဒီပွဲစဉ်ကတော့အခု ဒီအစောပိုင်း intro မှာမိတ်ဆက်ပေးခဲ့တယ်လို့ပေါ့နော်ဒါ MMA 10ပွဲထိုးတက်ထားပြီးတော့မှလုံးဝရှုံးဝဲမရှိထားသေးတဲ့ fighter ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်အဲ့တော့ခုပထမဦးဆုံးနေမဲ့ဆက်ပေးနေတဲ့ဒီဘောင်းမီအနီးနဲ့ပြတော့ဖိုင်တော့ဖိလစ်ပိုင်ကဖြစ်ပါလေသူနာမည်ကတော့ခါလိုဒါဘူမီနာအန်လို့ခေါ်တယ်ပေါ့နော်ဒီဖိုင်တာကတော့အရက်၅ပြီ၃လက်မှရှိပါလေအတက်ကတော့30နဲ့တစ်နှစ်ပါဒါဖိလစ်ပိုင်ကနာမည်ကြီးချင်းတစ်ခုပြထင်းလက်ကြီးမှလေ့ကျင့်နေတာပေါ့နော်ဒါဝမ်းမှာကတော့ဒီ၉ပွဲထိုးတက်ထားပြီး၇ပွဲနဲ့၂ပွဲရှုံးရလောက်ကိုပိုင်ဆိုင်ထားပါလေအဲ့တော့ခုတစ်ဖန် မိတ်ဆက်ပေးနေတဲ့ fighter ကတော့ကျွန်တော်ပြောတဲ့ဒီရှုံးပွဲမရှိ fighter တူဖြစ်တယ်ပေါ့နော်ဒီ fighter ကကျွန်တော်ရုရှားကိုစားပြုဖြစ်ပါတယ်တော့ပေမဲ့သူကဒီ Azerbaijan နဲ့ရုရှားဒီ Mirfa ရောဆက်ထားတဲ့ fighter ပေါ့နော်တနမေကတော့ကျွန်တော် Albert ဒါ Ali Shaw လို့ခေါ်တယ်ဗျအရင်၅ပြီ၅လမှာရှိတဲ့အတက်ကတော့26နှစ်ပါတော်ဝမ်းမှာတော့ယခုချိန်ထိကျွန်တော်နှစ်ပွဲထုတ်တက်ထားပြီးလုံးဝရှုံးဝင်းမရှိထားလို့ပေါ့နော် MMA ကျွန်တော်ပြင်ပပွဲစဉ်တွေပေါင်းလိုက်ပြီဆို10ပွဲလုံးဝ ီရှုံးပွဲမရှိအနိုင်ရယူထားတာတွေ့ရတယ်ပေါ့နော်โอเคကျွန်တော်ချိန်လိုက်အောင်ပြန်ဒီပွဲစဉ်အဲ့တော့သူအနိုင်ရရှိထားတဲ့ပွဲစဉ်တွေကလည်းဒါ finishing rate ပြောမှဆိုတော်တော်လေးမြင့်နေမှာเนาะပြန်ဖက်တူချုပ်ကွဲတဲ့အနိုင်ရရယူထားတဲ့ပွဲစဉ်တွေလည်းကျွန်တော်တွေ့ရတယ် ဲသူ့ရဲ့မှတ်တမ်းတွေကိုကျွန်တော်တော်ပြီးတော့မှလေ့လာကြည့်တဲ့အချိန်မှာဒါနိုင်ပွဲ၁၀ပွဲမှာ၉ပွဲကိုချုပ်ကွက်နဲ့နိုင်ထားတာပေါ့နော်တပွဲကိုဒါ decision နဲ့ဒါနိုင်ထားတာတွေ့ရတယ်ဗျာဒီတစ်ကြိမ် finishing win rate ကတော်တော်လေးမြင့်တဲ့ fighter ဗျာကဲတိတ်တော့ရရင်ဘူးစူးစမ်းနေတာဖြစ်တယ်ဗျာကျွန်တော်ဘလို့လာမလဲချိလိုက်အောင်ပေါ့နော်ဆွဲလေးထားနေကောင်းတယ်ကဲ back position အနေထားရရင်ဘူးစူးစမ်းနေတာဖြစ်မယ်ထင်တယ်ဗျာ ွဲရထားပြီးဘက်ပိုဇီရှင်ကနေပြီးတော့မှပြန်ပြီးဆွဲလဲဖို့ကြိုးစားနေပါတယ်ရိုက်ခူတွေကြွေးထားတဲ့တော့ဖလပိုင်ဖိုင်တားနဲ့ဝမ်းမှာရန်ရလက်မစိုးလို့ပြောလို့ရတယ်ဗောနော်ကိုပွဲထိုးထိုးတက်ထားရမှာကျွန်တော်နှစ်ပွဲတော့နိုင်ထားနေဆိုတော့ဟော sorry ခုနှစ်ပွဲအထိတော့နိုင်ထားနေဗောနော်နှစ်ပွဲပဲရှုံးနေထားနေ ါကြီးလည်းကျွန်တော်ဒါကီမူရာချုပ်ကွက်ရယူဖို့ဟိုလာပါတော့ပုံစံအနေထားတော့ပကံဖလမိုင်ဖိုက်တာလည်းဒီကျွန်တော်ရုရှားဖိုက်တာရဲ့ဒီညာလက်ကိုထိန်းချုပ်ထားတယ်ပေါ့နော်။ကဲအနေထားတော့ကျွန်တော်ဂူရီတင်းအနေထားဖြစ်သွားတယ်။ဟိုးရလီလောင်ဒီကြည့်ရမယ်ပြကျွန်တော်ဂူရီတင်းချုပ်ွက်ကဲပြုတ်သွားပြီ။ ဖန်ဖန်တာအပေါ်စီးကနေကျွန်တော်ဒီ ground punch ပေါ်တော့တောင်ရဲချက်တွေကျွန်တော်စက်တိုက်တော်ဝင်လို့ရတဲ့ဒီထားမျိုးတော့ရှိတယ်မဟုတ်လားသူမဲ့တစ်ဖက်ကလည်းကျွန်တော်လုံးဝဒီဆွဲပြီးဖတ်ထားတဲ့ပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်ခုကတော့ကျွန်တော်ပြန်ပြီးတော့မှလွတ်ပြီးလိုက်တယ်ဖလပိုင်ဖိုက်တာနည်းနည်းလေးပါလှုပ်ချင်နေမှမသိဖြစ်နေတယ်ပေါ့နော်မမှန်ဆိုအဲ့ဒီအနေထားမှာကျွန်တော်တထောင်တွေလုံးဝဒီရိုက်တွင်းတင့်နေမှာ တစ်ချက်တစ်ချက်ကောင်းဝင်ဝင်မယ်ဒီအာယူဘီမဝင်နေတယ်ရုရှားဖိုင်တာတို့မြင်များနှစ်ပန်းကောင်းတယ်ပေါ့နော်အဲ့တော့သူတို့တွေ့ရတော့ဒါပြင်ပြီးရုံထားဖို့ဆိုတော့လွယ်ကူတဲ့အနေထားမျိုးတော့ရှိတယ်ဗျာ ဒါပေမဲ့ Philippine Fighter လည်းဒါ short လို့တော့မရဘူးနော်ဝမ်းမှာသူကလည်းဒါချုပ်ကွက်နဲ့နိုင်ထားတဲ့ပွဲတွေလည်းရှိတယ်။သူ့မင်းဒီပွဲစီမှာသူ့နေဒီ opposite position ကနေဒီကောင်းကောင်းလုံနိုင်တာမျိုးတော့မတွေ့ရသေးဘူး။တရောင်တွေဝင်ထားတယ်ကောင်းနေပြ။ဒါပြီးတရောင်တွေရိုက်ထားတယ်။ရိုက်ထားတယ်စတိုက်ရိုက်တင်နေပြ။နည်းနည်းလုံထွေးနေရတယ်။သူ့အတွက်ပြောမယ်ဆိုရင်အချိန်တွေကနှမျောစရာကောင်းတယ်ပေါ့နော်။ဒါပြီးတရောင်ရိုက်ထားတယ်။ okay ခက်တာတော့ကျွန်တော်တန်စကားမဖြစ်နေတော့သူ့အတွက်ဒီကျူဝိုင်းကိုခံပြီးထားရတဲ့အနေထားမှာပေါ့နော်နည်းနည်းလေးခက်ခဲနေတဲ့ပုံစံမျိုးတွေ့ရတယ်ကဲကဲရုံထားပါပြီဗျာဒီတစ်ခေါက်တော့ဝိညာဉ်ကချုပ်အနေထားမျိုးဖြစ်နေတယ်သူတိုက်ထားတဲ့ကောင်းကဲကောင်းပါပါဗျာစတမ်ပိုစီရှင်ရယူနိုင်ခဲ့ပြီပေါ့နော် တွင်နဗန်စကီကိုချိရမယ်ဗျဘလို့လာမလဲဆိုတော့ဒီရုရှားဖိုက်တာဒူးတွေအပြန်အလှန်ကြွေးထားကြတယ်ဘဘခက်ရီနဗန်တော့တော့မလုံးတင်ဗျသူနိုင်ပွဲရဆယ်ပွဲမှာကိုဝဲရချုပ်ကွက်နဲ့နိုင်ထားမှာအဘခက်ရီစတဲ့ကြွေးထားတယ်နေအောင်စလုံးအပြန်အလှန်အကဲလုတ်ကဝင်ထားတယ်ကောင်းနေဗျာ โอ้เบลคูလခုရီကျွေးထားတယ်တစ်ဖက်ဖလပိုင်ဖက်တာနေနဲ့အိုးကျသွားပြီဂျီအိုဖင်းစ်ပူသွားပြန်ပြီကဲပရမချီပြီးဆုံးသွားပြီပဲဗျကွန်ထရိုးတိုင်းအရာဆိုရင်တော့ဖလပိုင်ဖက်တာနေနဲ့တောင်ခဲ့လို့ဆိုရမယ်ဗျ နည်းနည်းတော့တတိကြီးလာပြီရုရှားဖိုက်တာနေနဲ့စကလဆွဲထားတယ်ရောက်တော့ပြီဘက်ပိုဇီရှင်ချီကိုမတင်ထားရအောင်ဗျမြင်လိုက်တာဒီကြောတော့ပြီးလို့မရအောင်ဗျတကယ်ကျွန်တော် ground တမားလေးကိုကြောပြီးမယ်ဆိုတော့နားကားသွားနိုင်တယ်ဗောနော်ကဲစိုက်ကွန်ထရိုးဆွဲလေးဖို့ကြိုးစားနေတာဖြစ်ပါတယ်။နည်းနည်းတော့တီးခံပြီးတော့မှကြည့်ပေးကြပါလို့ ကင်မရာမန်နဲ့ကိုယ်နေပြီးတော့ဂျူဝိုင်းတောင်းတောင်းတိုင်နေကိုယ်နေနေပေါ့နော်အဲ့တော့အနေထားတော့ဒါဒီဆွဲလေးဘူးကျူးစားနေတယ်ပေါ့နော်ပြပြန်ပြီးတော့မှ distance ချသွားပြီ veteran ဥစ္စာကလောက်ဖို့ဝင်ထားတယ်ဘောရှော့သူတိုက်ထားပြီးအပကတ်တောင်းရိုက်ထားတယ် ဟိုးစင်ကလက်ဆွဲထားတယ်ခေါင်းနဲ့ဒီ body ကိုတွန်းထားတယ်ပေါ့နော်လုံးဝ back position ပြန်ပြီးတော့မှကဲ back position ရတော့တယ်ကြည့်ဦးအစားပေါက်ကဒဗန်းစကေးရှိမယ်ဆိုတော့ကျွန်တော်တတူအတွက်အခွင့်အရေးပုံများတယ်ပေါ့နော်ကဲ back position နေရနကချုပ်ပုံဖော်ဖို့ကြိုးစားနေတာဖြစ်တယ်ဗျအပူထားတယ်ပေါ့နော်

တက်လုံကနည်းငယ်လေးကြာလာပြီဖိုက်တာနှုတ်စလုံးကဖလမိုင်ဖိုက်တာအပူကြာလာပြန်နေတာရက်ကူဝင်ထားနေကောင်းနေနီကတ်ကျွန်တော်အပခတ်ဒဗလက်ထိတ်တောင်းကောင်းနေဗျာကြည်အောင်ခွင့်ရီကိုကျွန်တော်လုံးဝမင်းမင်းရဆုပ်ကင်နေကဲစိုက်ကွန်ထရိုးကနော်ကျွန်တော်ရိုက်ထားတယ်ဒါလက်ဖြင့်နဲ့ရိုက်နေရပြီတွေ့ရတယ်မနော် ကဲကဲဂူအတင်းချုပ်ကွက်ရလေလားမသိဘူးအနေထားဟိုးကဲရှုံးတော့ပါပြီကဲကစားတော့နော်အလုံးပြုံးဝင်စတော့ဒီအဓိကအားဖြင့်ကျွန်တော်အနေနဲ့ဒီနဗန်းစကေးကိုကြည့်သွားရတဲ့ပွဲစဉ်တစ်ပွဲလို့ပြောလို့ရတယ်ပေါ့နော် ီ stand ပိုင်းမှာအလောက်ကြီးအပြည့်မျိုးမတွေ့လိုက်ရဘူး။ Levan's game မှာတော့ Russian fighter နဲ့တာတော့ခဲ့တယ်ဗျ။ကဲရှုံးဝင်းရှိဆန်ချုံပြန်ပြီးတော့ထိန်းနိုင်ခဲ့တယ်ပေါ့နော်နောက်ထပ်ပွဲစဉ်တစ်ပွဲတွားလိုက်အောင်ပါကျွန်တော်ဒီပွဲစဉ်ဒီပွဲစဉ်ဟာဆိုရင်တော့ဒါချုပ်ကွက်နဲ့ဒီအနိုင်ရယူပြတ်သွားခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်1 final 37ကဒီ flyweight MMA ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်ဒါအခုဒီအပြာတောင်းကဘောင်းကြီးအပြာနဲ့ fighter တော့ ဒီတောင်အာဖရိကကဖိုင်တာတူဖြစ်ပါလေအရင်9ပြီ6လမှာရှိပြီးတော့အတော့20နဲ့3နဲ့တာရှိသေးပါလေအခုကျွန်တော်ချစ်ချစ်တောင်းမဲ့ပွဲစဉ်ကတော့ဒါသူ့ရဲ့1 championship ပွဲထွက်ပွဲစဉ်ဖြစ်တော့ဗောနော်ဒါဒီဖိုင်တာရဲ့ဒီ professional MMA ရောကိုကျွန်တော်တော်ပြီးကြည့်လိုက်မယ်ဆိုတော့ဒီရှစ်ပွဲအထိရှင်ပြန်ထိုးတက်ထားတယ်ဗောနော်ရှစ်ပွဲမှာဆိုတော့ခုနှစ်ပွဲအနိုင်ရယူထားပြီးတပွဲရှုံးနေထားပါလား အဲ့တော့အခုတဖန်ဒါမိတ်ဆက်ပေးနေတဲ့ fighter ကတော့ဒီ Uzbekistan က fighter ပေါ့နော်သူနာမည်ကတော့ကျွန်တော်ဒီ Avan Pak တာကိုမီန်ဇီလို့ခေါ်တယ်ပေါ့နာမည်ကတော့နာခေါ်ရမန်ချမမန်လေးမြင်ပြဒါနဲ့တော့ခွန်ရခက်တယ်ပေါ့နော်အရင်၅ပြီ၈နှစ်မှရှိတယ်အသက်ကတော့24နှစ်ပါဝါမှာတော့ကိုဝဲထုတ်တထားပြီးတော့မှတပွဲပဲရှုံးနေထားတယ်ပေါ့နော်၈ပွဲကိုအနိုင်ရယူထားပါတယ်အနိုင်ရယူထား၈ပွဲမှာ9ပွဲကိုလုံးဝဒီ ပွဲဖြစ်ပုံစံမျိုးနဲ့အနိုင်ရယူထားပြီးတပွဲကိုတော့တိုင်အဆုံးဖြတ်ခံယူထားတာဖြစ်ပါလေ။ကဲကျွန်တော်ကြည့်လိုက်အောင်ဗျာ။အဲ့တော့ဒီ Uzbekistan Fighter က Professional MMA ရောကိုအလုံးပေါင်းဆိုရင်16ပွဲထိုးတက်ထားတယ်မနော်အမှဆိုရင်9ပွဲရှုံး14ပွဲအနိုင်ရယူထားတယ်အဲ့တော့ဒီပွဲစဉ်မှာသူ့အနေနဲ့ဘယ်လိုမျိုးစွမ်းဆောင်ပြီးပြသွားမလဲနော် Spinning Bucket ဝင်ထားတယ်လိုကင်ကောင်းတယ် ်နင်ကန်ချက်အဓိကကန်ထားနေပြန်ရိုက်ခုချောင်းတင်းကစားတာကောင်းတယ်ဒါအူဇ်ဘက်ကစ္စတန်ဖိုက်တာနေထားတော့ကျွန်တော်တို့အမေရိုက်မွတ်စနစ်ပုံစံမျိုးကစားမယ့်ပုံပဲဗျ။တော့အမားနေအောင်ကစားနေပေါ့နော်။ စပင်းဘက်ကပြောင်းဝင်တဲ့ဘက်ပိုဇီရှင်ကနေပြီးတော့မှဂိုင်ပေါ့ဖို့ကြိုးစားနေတယ်။ရိုက်ခူတွေဝင်ထားတယ်။အိုးကျုံဂိုင်ပေါ့ပြလိုက်တယ်။လူတိုက်ထားတယ်ကောင်းတယ်ဗျာ။ဘယ်ထိတော့ပြီးခံရရတာလားဗျာအနေထား။ဒီမလမန်ကိုယ်အနေနဲ့ဗောနော်။ ကဲပြန်ပြီးတော့မှဥဇ်ဘက်ကစ္စတန်ဘက်ပိုစီရင်ပြန်ပြီးတော့ရယူနိုင်ခဲ့တယ်ပေါ့နော်ကဲဘလူးလောင်လေးကျွန်ကြည့်လိုက်အောင်ပြောင်းဒူးတိုက်ထားတယ် ကဲဆွေလေးဘူးကျူစားနေတယ်ဘက်ပိုဇီရှင်ပြန်ခံထားရတယ်အကျုံပြန်ပြီးတော့မှပြန်လှည့်လာစင်ဂလက်ဆွဲထားတယ်ဘက်ပိုဇီရှင်နဘန်းစားရတယ်တော်တယ်လို့ပြောမိတယ် လုတ်ကေဝင်ထားတယ်စင်ဂလက်ကောင်းတယ်တပကဘူတင်းနေထားမျိုးရယူထားတယ်စိုက်ကွန်ထရိုးဒီနေထားတော့ကျွန်တော်ဒီပြန်ပြီးရုံထားဖို့ဆိုတော့ခက်တယ်ဗျတောင်အာဖရိကဖိုင်တာနေနဲ့ပြောမှဆိုရင်ဒါလုံးထည့်ရလဲသူကတစ်ဖက်ပြန်ဖက်တဲ့သူကတီးနေတယ်ဗောနော် ခင်ယုံထောင်းနိုင်ကြပြကျုံကောင်းတယ်ပြန်ပြီးဆွေးလဲခင်ရတယ်ကျုံကိုရောင်းနေပြနေထားတယ်ကဲအစင်ပြည်သူတွေကြည့်ပြကြပါလို့ကဲအမ်ပါချုပ်ချုပ်လိုက်ကြပြကောင်းကောင်းတော့မမြင်လိုက်ဘူးပေါ့နော်တို့မဲ့ဒီဆုံးတက်သွားတဲ့အဖြတ်ဒီမှာပေါ့ဘုံကဒီအမ်ပါပုံစံမျိုးနဲ့ပေါ့နော်ကဲ no junior သူတွေပြ ကဲကောင်းပါပြီဗျအဲ့တော့ကျွန်တော်ဒီကနေ့မှာတော့ဒါအထူးသဖြင့်ပေါ့နော်ဒီရှုံးမွေးမရှိဒီ MMA fighter တူနဲ့1မှာကျွန်တော် finishing win rate 100%ရှိတဲ့အလဲထိုးစီရင်ကြည့်သူဖြစ်တဲ့ညကူခါလူလူတို့ရဲ့ပွဲစဉ်မျိုးကအဓိကနေကြီးစုသွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးပွဲစဉ်အနေနဲ့ကတော့ဒီကျွန်တော် Uzbekistan fighter ရဲ့ပွဲစဉ်ပေါ့နော်ဒါသူကတော့ဒီ9ပွဲနဲ့အတူ1 championship မှာဒါ9ပွဲဆက်ကိုဒါအနိုင်ရယူနိုင်ခဲ့တယ်ပေါ့နော် အဲ့တော့ပြောမယ်ဆိုတော့ဒီထိပ်ပိုင်းထိပ်ကိုရောက်လာပြီပေါ့နော်ဒါသူ့အနေနဲ့နောက်ထပ်နိုင်ပွဲလေးရမယ်ဆိုတော့ဒါချန်ပီယံလူခင်းလမ်းကြောင်းပေါ်တက်လာပြီးတော့မှချန်ပီယံတွေကိုကျွန်တော်စင်ကွန်နိုင်တဲ့ဒီအနေအထားမျိုးတွေရောက်ရှိလာနိုင်ပြီပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ခုဒီကနေ့ကြည့်ရှုသွားတဲ့ပွဲစဉ်၃ပွဲလုံးထဲကဒီအနိုင်ရရှိသွားတဲ့ဖိုင်တာတွေကစောင့်ကြည့်သွားဖို့လိုတယ်ပေါ့နော်ဒါတကယ်ကိုအလားအလာရှိကြတဲ့ဖိုင်တာတွေဖြစ်တယ်ကျွန်တော်ဝမ်ချန်ပီယံရှစ်မှာသူတို့အနေနဲ့ ဒီနောက်ချိန်မှာချန်ပီယံလေးဖြစ်လာနိုင်လို့လမ်းလာပြီးမြင်နေရတယ်ပေါ့နော်။ဟုတ်ကဲ့ဒီကနေ့ရင်သင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုအားပေးနေတဲ့ပရိသတ်တူတယောက်ချင်းတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူဂျိုဆက်ပဲဖြစ်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုတွေမှာဆိုရင်တော့ဒါ1537ပြင်ပွင့်ကြီးကဂေါံပွဲပေါ့နော်။တကယ့်ကိုပွဲကောင်းပွဲကျန်းတပွဲဖြစ်ခဲ့တဲ့ပွဲစဉ်လေးကိုဒါပရိသတ်တွေနဲ့အတူကျွန်တော်ကြည့်ရှုတော့ပြီးဝရှိပါမယ်။ဆက်မြကြည့်ရှုအားပေးဖို့ဒီကနေ့ဒါဖိတ်ကိုချင်တယ်ပေါ့နော်။ကဲအားလုံးပဲတာယောင်ပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။